မင်္ဂလာပါမင်းအောင်နိုင်ဟိုရက်ကတော့ရုရှားကိုတွားတယ်အဲ့ဒီတွားတဲ့အချိန်မှာတဘောတူညီချက်လုပ်ငန်းတဘောတူညီချက်ဆယ်ချက်ဆိုပြီးလက်မှတ်ရေးထိုးတာလည်းသူတို့ဘက်ကအားရဝမ်းတာလည်းပြောနေကြတဲ့အတန်းအားလုံးကြားမှာပါတကယ်တော့အဲ့ဒါတွေအားလုံးဟာတော်လန်ရေးပြီးတာလည်းလုံးဝအကျုံးမဝင်ဘူးဒီဟာတွေအားလုံးကိုလုံးဝအာမမခံဘူးလို့ IMG ဘက်ကလည်းကြေညာလိုက်တယ်တကယ်လဲဒီဟာမှတ်ကန်ပါလားဘာဖြစ်လို့လက်ရှိအချိန်ဒီမင်းအောင်နိုင်ခေါင်းဆောင်နဲ့အာဏာသိမ်းအဖွဲ့ကိုမြန်မာနိုင်ငံရဲ့ဒါအစိုးရပါလို့မတက်မထားဘူးကပါ ဒုတိယအချက်ကလက်ရှိအချိန်မှာမြန်မာနိုင်ငံဒီအစိုးရနှစ်ဖွဲ့ဖြစ်နေတဲ့အနေအထားဖြစ်နေတယ်။အာဏာသိမ်းထားတဲ့အစိုးရဖွဲ့နဲ့အာဏာသိမ်းခံထားရတဲ့တော်လှန်ရေးအစုအဖွဲ့။အဲ့တော့အဲ့ဒီနှစ်ခုကြားမှာအခုလိုမျိုးအချောင်ရမလားလို့နော်ကြုံရောင်းစားတဲ့ဟာတွေကအဆောက်အဦရှင်းရှင်းပြောရရင်တော့ဒီလက်မှတ်ထိုးပွဲမှာမင်းအောင်နိုင်ထောက်ခံတဲ့ဘူပတိကိုမတိအောက်တန်းစားတွေကအာတိုင်းပြည်အတွက်ဘလို့ကောင်းအောင်လုပ်ခဲ့တာအဲ့ထဲမှာကြုံရောင်းစားတာပါတယ်အဲ့ဒါတော့မြန်မာပြည်ရဲ့လှုပ်ရှားစေလို့မဆိုအဲ့ဒါကြုံရောင်းစားတာ ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကထိုင်းကိုလာတယ်ထိုင်းမှာတွေ့နေအခုပုံစံတော့မဟုတ်ဘူးเนาะအိတ်ခက်ကထိုင်းမှာအများကြီးခွင့်ရရသေးတယ်အခုလိုမျိုးမြန်မာတွေကိုနှိတ်ကုတ်ခံထိရတဲ့အနေအထားမရောက်သေးဘူးဒါပေမဲ့အဲ့ဒီအချိန်ရအောင်ဒေါ်အောင်ဆန်းစုကြည်ကသူ့ဝင်ကြီးဘုတ်ကပြောတယ်ကျမနိုင်ငံသားတွေကျမပြန်ခေါ်ချင်တယ်ဘာလို့ကမလဲလဲအဲ့ဒါတိုင်းပြည်ကိုထားတဲ့ခေါင်းဆောင်တယောက်ရဲ့စိတ်ဓာတ်မင်းအောင်နိုင်ရစားသွားတယ်နော်အလုတ်သမိုင်းရောင်းစားပေးခဲ့တယ်လက်မှတ်ထိုးပြီးတော့အလုတ်သမားဆိုတာရှင်းရင်းတော့သူတို့နိုင်ငံကောင်းစားဖို့အတွက်မြန်မာပြည်ကကျွန်ရောင်းစားတာအဲ့တော့ကျွန်တော်အမြဲပြောသလိုပေါ့ 62ကနေ88ထိနေဝင်ဟာနော်ဒီမြမာရဲ့ကြံ့ွေတန်ဖိုးတွေစစ်စလန်မှမလဲထားတဲ့ရွှေနဲ့တန်ချိန်တူလဲထားတဲ့ဒီမြမာပတ်စံတွေတန်ဖိုးရှိတဲ့မြမာပတ်စံတွေအပါအဝင်မြေပေါ်မှာရှိတဲ့တယံဇာတာအလုံးကိုမောင်းပိုင်အုပ်ပြီးမျိုးစို့လက်ဝဲကြီးအုပ်ဝဲကြတယ်နေဝင်ခေါင်းဆောင်တွေအဖွဲ့ရ88နောက်ပိုင်းမှာတန်းရွှေတို့စောမောင်တို့ခင်ညို့တို့အဖွဲ့ကမြေအောက်မှာရှိတဲ့တယံဇာတာတွေအလုံးကိုအဝီသီးပြောင်တူပြီးတော့မျိုးစို့ဝါကြတယ်ဟုတ်တော့ကချင်မှာကြီးလိုက်ပါ ောက်ကိုဘလောက်နဲ့တော့ပြီလေတူထတိုင်းပြည်တော်ချိတဲ့တက်တော့အကုန်ကုန်သွားတယ်နော်အဲ့တော့အခုမင်းအောင်နိုင်တက်လာပြီအကယ်၍မင်းအောင်နိုင်လက်ထက်ကြရင်မင်းအောင်နိုင်နဲ့နိုင်ဝါကြီးဘာလုပ်မလဲမြန်မာပြည်မှာရောင်းစားစရာမြေကြီးကြံနေတယ်ပြီးလို့ရှိရင်လူသားရင်းနဲ့ကြံအဲ့ဒီမြန်မာပြည်မှာရှိတဲ့မြေကြီးကိုရောင်းစားမယ်ပြီးလို့ရှိရင်လူသားတွေကိုကြွန်ခံခိုင်းပြီးတော့ရောင်းစားမယ်အခုလက်ရှိချိန်ထိမြန်မာကြက်ငွေဘာကြောင့်တန်ဖိုးမကျတာလဲပြည်ပထွက်နေတဲ့လူတွေရဲ့အားလုံးရဲ့လောက်အားကားတွေပို့နေလို့မြန်မာကြက်ငွေရဲ့တလောက်ထိတောင်းခံထားနိုင်တယ်အဲ့တော့ မင်းအောင်နိုင်တာနိုင်ဝမ်းကြီးနံပါတ်1မြေကြီးကျောင်းစားမှုဆိုတာတရုတ်မြစ်ဆုံစီမံကိန်းချက်ချင်းပေါ်လာတယ်ပိုလန်မှာချက်ချင်းဖောက်လိုက်မြန်မာတနိုင်ငံလုံးကိုခါလိုက်ပေါ်ဖြတ်ပြီးတော့ပိုလန်မှာဖောက်မယ်အဲ့ဒီပိုလန်မှာပောက်သွားတဲ့တရုတ်တန်းတဲ့ခြေကမြန်မာပြည်ထဲဝင်လာပြီးတော့အကောင်လုံးရင်းနှီးမြုပ်နှံပြီးတော့အထေးဘွက်ခံအဲ့တော့မြန်မာတွေကအဲ့ဒီတရုတ်တွေရှိမှကျွန်ပြန်ခံရပြီးတော့နောက်ဆုံးအဆင့်ကျရင်နိုင်ငံပျောက်မဲ့အဆင့်ဖြစ်မှာမယုံကြည်လိုက်အဲ့တော့ကျွန်တော်တို့ကဒလုံကောင်မျိုးတွေကိုဘာလို့လက်ခံထားရမှာလဲเนาะအခုဒီ ရုရှားမှာမင်းအောင်လက်မှတ်ထိုးတဲ့ကိစ္စနဲ့ပတ်သက်လို့ဒီမှာဒရင်းမှာတင်ထားတယ်နိုင်ငံတိုင်း MG နိုင်ငံတိုင်းဝန်ကြီးဒေါ်စင်မောင်ကိုဗာပြောလဲဆိုတော့ကျွန်တော်တင်ဖတ်ပြပါမြန်မာနိုင်ငံမှာရုရှားရဲ့လာရောက်ယင်းနှိမ့်နှံမှုတွေဟာနိုင်ငံလုံးအတွက်အကျိုးမရှိစေနိုင်ဘူးလို့မြို့သားညီညွတ်ရေးအစိုးရ AMG ရဲ့နိုင်ငံရေးဝန်ကြီးဒေါ်စင်မာအောင်ကအာဖစ်ကိုမလ7ရက်နေ့ကပြောပါတယ်စစ်ကောင်စီကမြန်မာပြည်သူတွေကိုကိုယ်စားပြုတဲ့တရားဝင်အစိုးရမဟုတ်တာကြောင့်တူနဲ့ထုတ်ဆိုတဲ့ဘလို့ယင်းနှိမ့်နှံမှုမျိုးကိုမဆိုအတိမတ်ပြုတ်မှာမဟုတ်ဘူးလို့လည်းဝန်ကြီးဒေါ်စင်မာအောင်ကပြောပါတယ် ဒီစီးပွားရေးရင်းနှီးမြှုပ်နှံဆိုင်ရာကိစ္စတွေကိုလုပ်မဲ့ဆိုရင်ဒါကရေရှည်နှစ်နိုင်ငံအကျိုးစီးပွားအတွက်အကျိုးရှိမှာမဟုတ်ဘူးဆိုတာကိုဖော်ပြတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့မှာတော်လှန်ရေးကာလနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားရေးမူဝါဒတွေယက်တိကျက်တွေရှိပြီးသားဖြစ်တယ်ဒါကိုလည်းကျမတို့တရားဝင်လူတိရှင်သားပေါ့နော်ကျင်ညာထားပြီးသားလည်းဖြစ်ပါလေဒီကိစ္စနဲ့ပတ်သက်ပြီးရုရှားဆိုရကို NUG ကမတ်လ10ရက်နေ့မှာစာရေးသားပေးဖို့အကြောင်းကြားထားတယ်လို့လည်းဆိုပါတယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့အခုလဆန်း ရစံခီးစင်မှာနှစ်နိုင်ငံခြားပူးပေါင်းဆောင်ရွက်ရေးသဘောတူချက်10ခုကိုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းစစ်ကောင်စီကမတ်လ9ရက်နေ့ကကြေညာထားတာပါဒီသဘောတူညီချက်ထဲမှာမြန်မာပြည်မှာရုရှားရဲ့ထောက်ပံ့မှုနဲ့အသေးစားနျူကလ িয়ার ဓာတ်အားဖြင့်စစ်ရုံတည်ဆောက်ရေးစိတ်ကမ်းနဲ့ရင်နံချက်စစ်ရုံတည်ဆောက်ရေးအပါအဝင်တဝဲအထူးစည်းပွားရေးဆောင်မှာယင်းဤမြုပ်နှံဖို့သဘောတူညီချက်တွေလည်းပါဝင်ခဲ့ပါတယ်မြန်မာမဟာဗျူဟာနဲ့ဘူဝရရေးရလစ်လာရေးအဖွဲ့ ISP မြန်မာအဖွဲ့ဝင်ဦးအောင်တူငင်းကလည်း ရုရှားမြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာကုန်တွယ်မှုအရတော့ကြီးကြီးမားမားဖြစ်မလာနိုင်ဘူးလို့တုံ့တက်ပါတယ်စီးပွားရေးအရကတော့ကျွန်တော်ထင်တယ်တိုက်ပြီးတော့ကြီးကြီးမားမားဖြစ်လာမယ်လို့တော့မထင်ဘူးပေါ့နော်နောက်တစ်ခုကြတော့ဘာဖြစ်လို့ပြောလဲဆိုတော့ရုရှားနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ကုန်တွယ်မှုက1ဘီလီယံဒေါ်လာအောက်ပဲရှိတယ်ခင်ဗျအဲ့လိုပြောချင်းလို့ဆိုရှင်ထိုင်းမြန်မာနယ်စပ်ကုန်တွယ်ရေးက6ဘီလီယံကျော်ရှိတယ်ဆိုတော့အဲ့ဒီရဲ့တဝက်ပဲရှိတယ်ဒီတော့ရုရှားရဲ့ကုန်တွယ်ရေးဆိုတဲ့နေရာမှာစစ်လက်နက်ပစ္စည်းတွေတန်ဖိုးပါထက်ပေါင်းထားလာပေါ့နော် ာသူတို့ပြောရတာရုရှားစစ်ကောင်စီတို့ရဲ့ပူးတွဲထုတ်ပြန်ချက်အရပြီးခဲ့တဲ့နှစ်ကနှစ်နိုင်ငံကုန်တော်ရေးပမာဏ40ရာခိုင်နှုန်းခန့်ကိုတိုးမြင့်ခဲ့ပြီးတန်ဖိုးဒေါ်လာတန်2000ခန့်ရှိခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်ကမြန်မာနိုင်ငံလောင်စာဆီဈေးကွက်ရဲ့60ရာခိုင်နှုန်းကရုရှားနိုင်ငံကဖြစ်တယ်လို့လည်းရုရှားအစိုးရကမတ်လ4ရက်နေ့မှာထုတ်ပြန်ထားပါတယ်လုံခြုံရေးအမည်မပေါ်လိုတဲ့ကုန်တယ်စက်မှုအတင်းချုပ် UMFCCI တာဝန်ရှိသူတဦးကတော့နိုင်ငံခြားယင်းညွန့်နယ်မှုမှာတာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ ယင်းဒီမြုပ်နှံမှုကတိုင်းပြည်အတွက်အကျိုးရှိနိုင်မယ်လို့အတောင်ခံမှုတောင်ယင်မှုတောင်ခံမှုရှိတဲ့ယင်းဒီမြုပ်နှံမှုကတိုင်းပြည်အတွက်အကျိုးရှိနိုင်မယ်လို့အားဖြင့်ကိုပြောပါတယ်နိုင်ငံခြားယင်းဒီမြုပ်နှံမှုကတော့တိုင်းပြည်မှာတောင်ဝင်ယူမှုတောင်ဝင်ခံမှုရှိတဲ့ယင်းဒီမြုပ်နှံမှုလို့လေနိုင်ငံအတွက်အလောက်ကအခွင့်အလမ်းအများကြီးရတာပေါ့နော်ပြီးတော့ဘလို့ပဲဖြစ်ဖြစ်ယင်းဒီမြုပ်နှံမှုကတော့ကိုယ်တိုင်းပြည်မှာတကယ်လိုအပ်နေတဲ့ level မှာလာရောက်ယင်းဒီမြုပ်နှံတာကတော့ကောင်းတာပေါ့တိုင်းပြည်အတွက်အနာဒေဗီရဲ့နောက်ပိုင်းပြည်ပကတွေနဲ့စီးပွားရေးဆုပ်ယုပ်တာနဲ့မြန်မာနိုင်ငံမှာရုရှားက စက်မှုနဲ့စွမ်းရည်ပုံတွေရင်းနှီးမြှုပ်နှံမှုပညာရေးနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်လာတာဖြစ်ပါတယ်။လုံခြုံရေးရအမည်မဖော်လိုတဲ့စီးပွားလစ်လာတုံးတက်တို့တူကလည်းစီးပွားရေးအကျက်တဲဖြစ်နေတဲ့မြန်မာနိုင်ငံမှာရုရှားရဲ့ရင်းနှီးမြှုပ်နှံမှုကအထိုင်းကျတော့ပြည်လည်နိုင်မယ်လို့အားဖြင့်ပြောပါတယ်။လောလောဆယ်တော့ခက်ခဲကျက်တဲနေတဲ့အချိန်မှာစီးပွားရေးကြံခင်းကြီးကတော့လုံနိုင်တဲ့သူကိုဦးစားပေးရမှာပေါ့။အခုချိန်မှာမြေတပ်မြဩဇာတွေဘာတွေကအစအရန်ခက်ခဲဖြစ်နေတဲ့အချိန်မှာမြေဩဇာထုတ်ပေးနိုင်မယ်ရင်နံနဲ့ ရင်နံကူညီရင်နံကိစ္စရင်နံကူညီနိုင်မယ်ဆိုရင်တော့ဒါတိုင်းပြည်ရဲ့စီးပွားရေးအကျက်တဲ့အခက်အခဲကိုတော့အထိုင်လျောက်တော့ပြင်လည်သွားအောင်ရှိမယ်လို့တော့မှန်းတယ်။နောက်လက်စစ်ကဏ္ဍမှာလည်းလက်စစ်မီးတွေထုတ်ပေးနိုင်ရင်တော့ဒါရင်းနှီးမြှုပ်နှံနိုင်ရင်တော့ဘာပဲပြောပြောတိုင်းပြည်ရဲ့အခြေခံအဆောက်အအုံလေးတွေပြန်ပြည့်နိုင်ရင်ကောင်းတာပေါ့ဗျာ။စစ်ကောင်စီလက်အောက်ကရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA စီးရီးတွေအရာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံရဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာဆိုးဆိုးဝါးဝါးဆက်တိုက်ကျဆင်းခဲ့ပြီး2023 2024ခုနှစ်အတွင်း နိုင်ငံခြားယင်းသည့်မြို့နယ်မှုစုစုပေါင်းပမာဏဒေါ်လာတန်660ကျော်လာရှိခဲ့ပါတယ်စစ်တပ်ကအာဏာဖျောက်ချခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအယက်သားဆိုရလက်ထက်မှာ2019 2020ခုနှစ်မှာတော့နိုင်ငံခြားယင်းသည့်မြို့နယ်မှုစုစုပေါင်းပမာဏမှာဒေါ်လာတန်4800ကျော်ရှိခဲ့တာပါမြန်မာနိုင်ငံမှာယင်းသည့်မြို့နယ်မှုပြုလုပ်တဲ့နိုင်ငံ93နိုင်ငံထဲမှာတော့ရုရှားနိုင်ငံကယင်းသည့်ပမာဏအဆင့်22မှာရှိနေပြီးယင်းသည့်မြို့နယ်မှုအများဆုံးအဆင့်တစ်ကစင်ကာပူနဲ့အဆင့်နှစ်ကတရုတ်နိုင်ငံတို့ဖြစ်ပါတယ် ကဲဒါကတော့အာဖင်မှာတင်ထားတာနော်ပတိကိုအန်ဒီအစိုးရလက်ထက်မှာနော်ယင်းနည်းမြုပ်နှံမှုတန်း6400ကျော်ရခဲ့တာလက်ရှိနော်ကျမတုံလို့မိုးမလီဘူးကျက်ဖိုက်ကြီးထတ်တုံမဲ့ဆိုပြီးအာနာသိန်းနဲ့တန်း660ကျော်ပဲကျန်နေဆိုစဉ်းစားကြည့်ပေါ့နော်ဒါကိုပြောမယ်သူတို့ဘက်ကောင်နဲ့မင်းတို့ဟိုဘက်ကပိတ်ဒီဘက်ကပိတ်လို့ကိုယ်ကိုစောက်သုံးမချလို့ပိတ်ခံနေတယ်ရှင်းရှင်းလေးပဲအစွမ်းစားရှိတဲ့ကောင်ဆိုအဲ့လိုဖြစ်ကြအကြောင်းမရှိဘူးဟုတ်တယ်မလားစင်ချေမလိုဘူးမင်းတို့စစ်သက်ထဲမှာလို့ရေဘူးပေါက်တာမလို့ညူရေပါတာပဲလို့နေတယ်စောက်သုံးမချရင်အာနာမသိနဲ့ ကိုယ့်အကိုဘယ်နေရာမှာစောက်သုံးမကြဘာမှကုံဆုံးဆိုင်တစ်ဆိုင်အောင်စီမံခန့်ကွဲဖို့အစွမ်းစမရှိဘဲနဲ့တိုင်းပြည်အာဏာကိုခွေးသိုးပေါက်ကလိုချင်တဲ့အောက်တန်းသားတွေအဲ့တော့တိုင်းပြည်ကဘာဖြစ်လဲစုပ်ပြတ်တတ်တယ်ဒီတိုင်းပြည်အာဏာမတိုင်းခဲ့ရင်အခု2020ရွေးကောက်ပွဲမှာအဲ့ဒီအတိုင်းအရသားဆိုးရအောင်အာဏာပေးခဲ့မှာဆိုအခုချိန်မှာဘလို့ဖြစ်နေပြီ2020မှာနေကားကုမ္ပဏီတွေကားထုတ်လုပ်နိုင်နေပြီတနေ့ကိုကားစီးရေးစည်စင်းအောင်ထုတ်လုပ်နိုင်နေပြီကုမ္ပဏီတခုအဲ့တော့အဲ့ဒီဟာတွေအားလုံးအခုအကုန်ရက်ဆိုင်ခဲ့ရတယ် အဲ့တော့အာနာနာမသိခင်ကျွန်တော်တို့တိုင်းပြည်ကဘယ်နေဖြစ်သွားပြီလဲအဲ့တော့တိုင်းပြည်ပြက်တာဒီနော်တိုင်းပြည်ပြက်တာဒီအာနာသိန်းတို့ပြက်တယ်ဆိုတော့ညင်းလို့မရဘူးတိုက်တဲ့လူလာညင်းဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်ဟာအော်တွေးရတာနော်လမ်းနေဆိုတော့တို့ပဲဒီပတ်ရောက်နေလူတွေအများကြီးလေဒါကျွန်တော်ကိုယ်တိုင်နော်ပြန်ပြီးတော့ကိုယ်နိုင်ငံမှာရည်ရည်မြတ်မြတ်မှုပြန်လုပ်ဖို့စီစဉ်ထားပြုရပြီကိုယ်တို့ပဲအခြားခြားတော့လူတွေလည်းအများကြီးပဲဒီကိုဗစ်ကာလမှာခဏခက်ခဲကြက်တယ်ဝါလာဒါပေမဲ့ဒီ2020မှာဒါအန်ဒီအစိုးရလက်ထက်မှာကိုဗစ် တက်ဘေးကိုကြုံခဲ့ရသေးတယ်နော်အခု2020ရွေးကောက်ပွဲမှာတန်းနေဆက်ပြီးတော့ပြည်သူ့အစိုးရအုပ်ချုပ်ခွင့်ရမယ်ဆိုရင်တိုင်းပြည်ဟာဘလောက်ကြောင်းလဲသွားမှာကျွန်တော်တို့ပြောတာကျွန်တော် RND ပါတီဝင်တယ်မဟုတ်ဘူး RND ပါတီကောင်းပါတယ်လို့အမပေးဘူးဒါပေမဲ့လက်ရှိချိန်မှာစစ်တပ်ကိုရှင်ဖိုင်းနိုင်တာဒီ RND ပဲရှိခဲ့တဲ့အတွက်ပြည်သူတွေဟာ RND ကိုအားပေးခဲ့တာ RND ကိုရွေးချယ်ခဲ့တာတကယ်ကြံ့ဖို့ပါတီအနေနဲ့ဂုံတိတ်ခါရှိမယ်နော်ရှင်းရှင်းပြောရရင်လူပီတာတဲ့လူတွေဖြစ်မယ်ဆိုရင် အခုလိုမျိုးအောက်တန်းကြတဲ့ခွေးသွေးပေါက်ကနေအာဏာကိုတိမ်းခိုင်းပြီးတော့တိုင်းပြည်အာဏာကိုအချောင်ယူဖို့လှုပ်ဆရာအကြောင်းမရှိဘူးနော်ရီပါဘလစ်ကန်နဲ့ဒီမိုကရက်တစ်ရှိတယ်အမေရိကန်မှာအမေရိကန်မှာရီပါဘလစ်ကန်နဲ့ဒီမိုကရက်တစ်ကရွေးကောက်ပွဲကာလမှာအပြိုင်ဆိုင်မဲဆွဲကြတယ်ဒါပေမဲ့ခွေးသွေးပေါက်ကတိုင်းပြည်အာဏာကိုမယူကြဘူးနော်ဒါပါပဲမြန်မာပြည်မှာအကြီးဆုံးပါတီ NLD နဲ့တက်ခိုင်ပြည်ပြည်ပါတီရှိတယ်ကြံ့ဖို့လို့ခေါ်ကြတယ်နော်ကြံ့ဖို့ဆိုတဲ့အတိုင်းရုံး စိတ်ထားစုပ်ပတ်တက်ပြီးတော့လေတကယ်အခုအာနာပိန်းနာဒီကောင်ဒီမှာဝေးခဲ့တာကြံဖို့အပေါင်းဝင်22ပါတီတမိုင်းတရေခန့်နေအဲ့ကောင်လေးရဲ့တမိုင်းဘယ်တော့မှမပြောက်ပြောက်တိုင်းပြည်ကို27ရာစုမှာဖျက်ဆီးခဲ့တဲ့တမိုင်းတရေခန့်လက်တန်နေနော်အဲ့တော့သူတို့ကအာနာမသိမ့်ခဲ့ရင်တိုင်းပြည်ကဒီချင်းနေဖြစ်လာမယ်ကဲတကယ်အာနာလိုချင်ရော2020ရွေးကောက်ပွဲမှာအန်ဒီနဲ့ပေးလိုက်2020ခန်းနေ2025ဂျားထဲမှာ ကျန်းမာရေးကုလသမဂ္ဂပါတီအနေနဲ့နောက်2025ရွေးကောက်ပွဲမှာအာဏာပြန်လိုချင်တယ်ဆိုရင်ပြည်သူလက်ခံအောင် နေပြလိမ့်ပြည်သူယုံကြည်တာအောင်နေပြလိမ့်ပြည်သူကလူရတွင်းအောင်လုပ်ပြလိမ့်အဲ့ဒါလို့တော့ကြိုးစားခြင်းစိတ်ဘလို့မှမရှိဘူးဟမ်အုံးမြင့်တတုဒီဝင်ကြီးအုံးမြင့်ဆိုပါနဲ့နယ်လက်ပြီးပားလိုက်တာလားအဲ့အဲ့လိုကောင်မျိုးတွေပြည်သူတွေကမင်းတို့ကိုလှန်ပြမှာပေါ့ရွေးဖို့နေသလားအဲ့လိုမျိုးစောက်ွက်တွေအဲ့အာနာယူတဲ့ပုံစံတွေနဲ့တိုင်းပြည်အာနာကိုအထောင်လို့ခြင်းနဲ့ ။ဟောပြည်သူကလက်မခံတော့အာနာမရဘူး။အာနာမရတော့စောက်ခြင်းရခွေးတို့ဘောက်ကခွေးခြင်းခွေးခြင်းကြံကြံ။ဟမ်အဲ့တော့ဘာဖြစ်လဲတိုင်းပြည်ကစောက်ပြတ်တယ်။နော်အဲ့တော့မပူပါနဲ့ဒီတိုင်းပြည်ကမင်းတို့အာနာအချောင်ဘလုံးမှမရတော့ဘူး။ဒီတော်လန်ရင်အောင်မြင်အောင်မြင်မအောင်မြင်တိုင်းပြည်ကစီးရီးယားကိုပြစ်စည်းလိုက်အဲ့ဒါချိန်နေတယ်ကျွန်တော်တို့စိတ်ပူတယ်အဲ့ဒါပါပဲဒီတော်လန်ရင်းမှာခက်မြက်မြက်ပြက်စီနေတယ်ဆိုတာဒီလိုတုံထွေ့နေရတဲ့အခုဆိုရင်ရွာတွေမိချိုကထိတာအိုးဘုံတွေကျဲကန်ထိဒီဟာတွေအားလုံးဟာ ပြည်သူတွေခံစားနေရတဲ့ဒုက္ခအကယ်၍ဒါတွေအားလုံးခက်မြတ်မြတ်ဒုက္ခငြိမ်းဖို့အတွက်တော်လိုင်းခက်မြတ်မြတ်ပြတ်စေချင်တာဒါပေမဲ့မင်းအောင်နိုင်အနေနဲ့တော့ဘလို့မှနိုင်လို့မရတော့မယုံကြည်လိုက်ဒီချက်ပို့ဆိုးဖို့ပဲရှိတော့တယ်အဲ့တော့တိုင်းပြည်အနာခံပြီးတော့ဒီမင်းအောင်နိုင်လောက်ကာဝယ်ကြမှလားစစ်သားတွေရဲတွေအနေနဲ့ဒီတော်လှန်ရေးခက်မြတ်မြတ်ပြတ်သွားအောင်နော်အခုဆိုအန်ယူဂျီကပြင်ညာနေပြီတနိုင်ငံလုံးအတိုင်းအတာနဲ့ထိုးစစ်ကြီးစင်နွယ်ဖို့အထိတေယုံမှာလည်းမှစစ်သားတွေရဲတွေတေချပါ့ အနတ်မမရှိတဲ့ကောင်တော့ထိမှာပဲဟမ်အနေစားမတိုင်တော့အရေပြားပြက်မှာပဲတကယ်လားအနေစားတတ်မယ်ဆိုရင်စက်ဆိုင်ရနီးဆက်ရတော်လိုင်းပွက်နေပူပေါ်မလိုက်တိုင်ရင်တက်ပွက်လိုက်အကုန်လင်းဝင်ပလိုက်အလင်းဝင်လို့မင်းတို့တော့ထိခိုက်နေတာကတော့ခုမှမရှိဘူးဒါအရှင်းမလက်တွေ့နော်ဒါကြောင့်မလို့ဒီစစ်မှုထမ်းဥပဒေတွေရဲ့အစအားလုံးကိုပြက်ပြက်သားသားဆန့်ကျင်ဖို့လိုသလိုအခုမင်းအောင်နိုင်လုံမဲ့ရွေးကောက်ပွဲကိုလည်းပြက်ပြက်သားဆန့်ကျင်ဖို့လိုတယ်အခုလိုမျိုးပြည်ပနိုင်ငံတွေအထူးသဖြင့်တရုတ်နဲ့ရုရှားက ဒီစစ်ကောင်းဆောင်တွေကိုခွေးအိမ်မှာစောက်တဲ့ခြံကောက်ခွေးလို့ခွေးမွေးတယ်လို့မွေးပြီးတော့ဒီခွေးကြိုက်လာတဲ့သားကောင်ကိုအချောင်လိုချင်စိတ်နဲ့လှုပ်နေတဲ့လှုပ်ရက်တွေကိုလည်းပြည်သူအစိုးရအနေနဲ့ပြက်ပြက်သားသားကြင်ညာဖို့လိုတယ်တရားဝင်ဒုတိယကြင်ညာမှာထပ်ကြင်ညာဖို့လိုတယ်ရုရှားကိုစာဖို့ရုံနဲ့မဟုတ်ဘဲနဲ့ရုရှားကိုလည်းစာဖို့တယ်ဒါအောင်ဒီနေ့ကစင်းလဲမဟုတ်ဘဲနဲ့တမနာယုံအမိတ်နဲ့တီးတန့်ကိုကြင်ညာချက်အမှတ်တွေထုတ်ပြီးတော့ကြင်ညာဖို့လိုတယ်ဒါဟာပြည်သူလုံးဝခွင့်မပြုတဲ့စီမံကိန်းတွေသူတို့ကသူတို့အာဏာယူနေလှုပ်ချင်တဲ့လှုပ်ချင်တဲ့စီမံကိန်းတွေဒါမှတာလီ နောက်ထပ်လှုပ်ရဲအောင်လှုပ်ဖို့တောင်ဆန်းစုကြည်အိမ်ကိုလေလံပြစ်တာအခုဒီပြစ်လို့မရတော့ယူလေတတိရှိတဲ့အောင်ယူလိုက်ဒါပဲအဲ့လိုပြက်သားမှရမယ်ကာလမို့လို့ပြက်ပြက်သားသားလှုပ်ကြဖို့တိုက်တွန်းပါလေအလုံးမဲမင်္ဂလာပါရေဝရှန်လေးမှပြန်လဲကျေးဇူးတင်ပါတယ်ဒီကနေ့မတ်လ13ရက်နေ့ဒီကနေ့မှကျွန်တော်တို့ရဲ့ထိုးစစ်တွေဖြစ်တဲ့စစ်တွေမြို့သိမ်းတိုက်ပွဲကြောက်ဖြူမြို့သိမ်းတိုက်ပွဲဒါအပြင် ပြီးမြူသိမ့်တိုက်ပွဲတွေကျွန်တော်ရဲ့မိဘတွေဒီကြောင်းတွေစနေသားမှာဖြစ်တယ်။နောက်တဲ့ဇင်းတစ်ခုအနေနဲ့ကျွန်တော်ရဲ့ကာကွယ်ရေးဝန်ကြီးဦးရီမော်ရဲ့ထုတ်ဖော်ပြောဆိုလာမှုအပေါ်မှာအချို့အာမျိုးမျိုး new jet တွေနဲ့ပြောဆိုနေတဲ့အကြောင်းကိုကျွန်တော်ဒီနေ့တင်ပြပေးသွားမှာပဲ။အကြောင်းကျွန်တော်ရဲ့ဗီဒီယိုကိုသုံးထိဝင်ရင်ကျွန်တော်ရဲ့မျိုးဝပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းကိုလေစာဖိတ်ခေါ်လိုက်ပါတယ်။ လက်ရှိချိန်မှာကျမ်းပတ်ဖတ်စစ်ခွေးတက်ဟာပြည်မြို့မှာလုံခြုံရေးတုံ့ပြန်ထားပါတယ်ဆိုတော့အခါတည်းမှာကျွန်တော်တို့ကျွန်တော်တို့ရဲ့စီရင်တဲ့တွေသူတို့တွေကကြုံပြီးတော့ရာနေလာတာပြီးတော့ကျွန်တော်တို့ရဲ့မိမဖြစ်သူတွေကလည်းကျွန်တော်တို့ကိုဟာတာရှန်းတို့အခြေတန်လုံလုံနဲ့အလုပ်ဖို့အမြဲတမ်းကျွန်တော်တို့ကိုသတိပေးကြပါတယ်ကျွန်တော်တို့ခြေတန်မလုံတာမဟုတ်ဘူးကျွန်တော်ရဲ့မိပါ ကျွန်တော်တို့ကကျွန်တော်တို့စည်ရင်းနဲ့ပတ်သက်တဲ့နေရာတွေမှာကျွန်တော်တို့ဖြတ်ကျက်ပြီးတော့နေရာယူထားပြီးပါဆိုတော့ဒီအခြေအနေမှာကျွန်တော်တို့စည်ရင်းတင်ဘလောက်ပဲပေါက်ပေါက်ကျွန်တော်တို့စည်ရေးကျွန်တော်တို့ရဲ့ခြေလမ်းတွေပေါ့သူတို့ဘလောက်ပဲတိတိသူတို့တွေကျွန်တော်တို့ကိုတားလို့မရဆိုတော့ပြည်ကိုလည်းကျွန်တော်တို့ကတိမ့်မှာပါမကွေးကိုလည်းကျွန်တော်တို့ကတိမ့်မှာပါ ဆိုတော့ကျွန်တော်မိဘတွေစိတ်မပူကြဖို့ပရမအူးစွာဒီပေးပြရစီအဓိကအဖြစ်ကတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တော်လန်ရေးတော်လန်သောရဲဝန်းကတော့ကျွန်တော်တို့ရဲ့ဒေသခံမိဘပြည်သူတွေကိုပဲအမြဲအသိပေးနေခြင်းဖြစ်တယ်လက်ရှိအချိန်မှာဂျမတ်ဖက်စစ်ခွေးတက်ဟာပြည်မှာလုံခြုံရေးတိုးမြင့်ချထားတယ်လို့ကျွန်တော်တို့သိရှိထားပါတယ်ဆိုတော့လုံခြုံရေးတိုးမြင့်ချထားတယ်ဆိုတော့ပြည်ထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့အချက်သားတွေကိုပဲသူတို့တွေကပြူအစစ်ပြီးတော့ပြည်သူစစ်အဖြစ်ဒီလိုမျိုးသူတို့သုံးပြီးတော့လုံခြုံရေးယူနေကြဖြစ်တယ်တခါတည်းမှာကျွန်တော်တို့ရဲဘော်တွေအနေနဲ့ဘယ်လိုပြောမလဲဒီစိတ်ထဲမှာဘွေမကြဖြစ်မိတာတွေရှိတယ်ဒါကျွန်တော်ရဲ့မိသားစုတွေကိုတော့ကျွန်တော်ကအမြဲတမ်းပုံမှန်လေးတင်ပြနေကြပါ ျွန်တော်တို့တော်လန်ရေးကာလာစတင်တဲ့အချိန်မှာကျွန်တော်တို့ဒီကျွန်တော်နိုင်ငံတွင်းထဲကအာနာရှင်ကိုမောင်းထုတ်ဖို့ဒုရီမဟုတ်အမြင့်ပြတ်ချိန်မုန်းဖို့အတွက်ကျွန်တော်တို့လက်နက်ကင်လမ်းစင်မှလွဲလို့ကျွန်တော်တို့မှရွေးချယ်စရာမရှိဘူးအရှင်နှစ်ပေါင်းများစွာရွေးချယ်ခဲ့ကြပြီးပြီးဤမျိုးစုံနဲ့နိုင်ငံရေးရတော့ကောင်းငြင်းချမ်းရေးရတော့လကောင်းစစ်စစ်ညှိနှိုင်းမှုတွေဆိုတဲ့ခေါင်းစဉ်တွေအောက်မှာရွေးချယ်ခဲ့ပြီးပြီး ဒါကိုလည်းပဲကျွန်တော်တိုင်းရင်းသားတွေရောကျွန်တော်နိုင်ငံရေးသမားတွေအကုန်လုံးလှိမ့်ပိတ်ခံခဲ့ရပြီ2021မှာကျွန်တော်ရွေးရမယ့်လမ်းကျွန်တော်ကောင်းကောင်းသိဆိုတော့ကျွန်တော်ရွေးချယ်ခဲ့တဲ့ဒီလမ်းတိုင်းမှာကျွန်တော်တော်လန်ရေးမှာဒီဇိုင်းမတ်မတ်ပါဝင်ပြီးတော့ယနေ့အချိန်ထိတိုက်ခိုက်နေကြအခုချိန်မှာတော့အကျံဘတ်ဖတ်စစ်အာနာယူကောင်တွေဟာ ကျွန်တော်တို့တော်လန့်သောပြည်သူတွေကိုပြန်လဲပြီးတော့ခုခံဖို့အတွက် ကျွန်တော်တို့ရဲ့ပြည်သူကိုပဲသူအတုံးချတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။လက်ရှိအချိန်မှာနီကက်လာတဲ့စီရီအကွာအဝေးအရာ6မိုင်နဲ့9မိုင်ဝန်းကျင်လောက်ပဲရှိတော့ပါတယ်။ကိုရှင်းကတော့လှုပ်ပြီးစကားပြောရင်အရန်ကိုရှင်းတာပဲ။ကိုရှင်းကတော့ဘာမှမချန်ဘူးပြောတာပဲဟုတ်ကဲ့ပါ။ ဆိုတော့ပြီမှာရှိတယ်ကျွန်တော်ရင်မိဘပြည်သူတွေကျွန်တော်တို့ညီကိုမောင်နှမတွေဂရုချင်းတူးပါလမ်းကျွန်တော်တို့ဆေးဝါးအရေးပေါ်ကုသနိုင်မဲ့အခြေအနေတွေဖန်တီးထားပါမိမိတို့ရဲ့မိသားစုဝင်နဲ့မိမိတို့ရဲ့ကလေးငယ်တွေဘေးကင်းလုံခြုံဖို့အတွက်နီလန်းမျိုးစုံကိုအသုံးပြုရမှာဖြစ်တယ်။ကျွန်တော်ပြည်သူကိုပဲအမြဲတမ်းတို့တွေလူသားတိုင်းပြုလုပ်နေတာ။ လက်ရှိအချိန်မှာပြီမှာခြားထားတဲ့အဲ့ဒီပြူဆိုတဲ့ကောင်တွေပြီးတော့ပြီးသူစစ်ဆိုတဲ့ကောင်တွေကကျွန်တော်ပြည်သူတွေကိုအတုံးချထားတာဖြစ်တယ်အဲ့ဒါတွေကိုကြည်ပြီးကျွန်တော်တို့ကရင်နာတာမနေ့ကလည်းကျွန်တော်ပထောင်းနဲ့ပတ်သက်ပြီးတော့တင်ပြခဲ့ပြီးပြီညောင်ညောင်စကန်ကုန်းမှရှိတယ်ကျွန်တော်ဖက်စစ်ခွေးတက်တွေမခံနိုင်တော့ဘူးသူတို့တွေပြေးပြီး သူတို့ပြေးပြီဆိုရတယ်ပထောင်းကကျွန်တော်တို့လက်ထဲရောက်ပြီလို့ကျွန်တော်ပြောခဲ့တယ်ဆိုအောင်လို့ပြောတယ်ဆိုရင်လည်းမှန်တယ်လို့လည်းကျွန်တော်ဆိုထားပါတယ်ဆိုတော့ပထောင်းတပင်ပေါက်ခေါင်းစီတင်းမှနေပါတယ်ဒါကလည်းကျွန်တော်ရဲ့မိဘတွေကျွန်တော်အရန်ကိုစိုးရလို့ပါဆိုတော့အဲ့ဒီဒါပေါက်ခေါင်းပေါက်တဲ့ပြေးစတဲ့နေရာတွေကိုကျွန်တော်အရန်ကိုတံမိုးထားပါတယ် ပြီးတော့ကျွန်တော်လည်းအရန်ကိုနှစ်သက်တဲ့နေရာလေးတွေအရန်ကိုနေချင်းစွဲအရန်ကိုတာယာခဲ့တဲ့နေရာလေးတွေဆိုတော့ဒီနေရာမှာရှိနေတဲ့ကျွန်တော်တို့ရဲ့မိဘတွေကျွန်တော်ရဲ့ညီကိုမောင်မတွေကျွန်တော်ကြိုပြီးတော့အခုပုံမှန်လင်းနေအသိပေးနေခြင်းဖြစ်ပါတယ်ဒီအချင်းတွေကိုကျွန်တော်တို့ဘယ်ကနေစလာတာလဲဆိုရင်အရခတ်တက်တော် AA ထိုးစစ်မှာထိုးစစ်ကြောင့်ကျွန်တော်တို့ပထောင်းမှာအခိုင်အမာတဆွဲထားတဲ့ညောင်ကျိုးစခန်း ကျသွားပြီလို့ဆိုရပါတယ်ဟုတ်ပြီအင်အားကြာချီတုံးပြူပြီးတော့လက်နက်ခဲရန်ပြည့်စုံစွာနဲ့သူတို့ဟာအခိုင်အမာခံစစ်ပြင်ဖို့အတွက်အကြမ်းမဖက်စစ်ခွေးတက်ကအရေးပေါ်ဆောင်ရွက်နေကြပါတယ်ကျွန်တော်တို့မတ်စတာ7ရက်နေ့တိုက်ပွဲတွေကနေပြီးတော့အကြမ်းမဖက်စစ်ခွေးတက်ကခွေးပြူဝပြီးစုတ်ခွာပြင်းနေကြတာပါဒီနေ့မတ်လာ 73ရက်နေ့ကြောက်ပါပဲဆိုတော့အဲ့ဒီညောင်ချိုးကနေပြီးစုတ်ခွာပြီးတော့အုပ်ရှစ်ပင်ပြီးတော့ပြေဘက်ကိုစုတ်ခွာလာကြပါတယ်တိုက်ပွဲတွေကပြင်းနဲ့ဘာမှမဝေးတော့တဲ့မိုင်းအကွာဝေးကို ရောက်နေပြီလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီလက်ရှိအချိန်မှာကျွန်တော်တို့ တောင်ကုန်းမဒေါန်လန်းပိုင်းနဲ့ရခိုင်ရိုးမအပေါ်မှာရှိတဲ့ရင်းလန်းနဲ့မိုးထီတောင်စကန်းကိုလည်းပဲအာရခတ်တော် AA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အချိန်ကအကြမ်းမဖက်စစ်ခွေးတက်အခိုင်အမာတဆွဲခဲ့တဲ့နေရာတွေပဲဖြစ်ပါတယ်အကြမ်းဖက်စစ်ခွေးတက်ရဲ့အမှတ်3ဆလတ်ပစ္စည်းဆက်ယုံကပ္ပစ3ကကင်းတစ်ခုလည်းဖြစ်ပါတယ် မတောင်မြို့နယ်အတွင်းမှာကပ္ပစ3ကပ္ပစ5ကပ္ပစ9ကိုရှိပါတယ်အရကတတော် A နဲ့ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေကကပ္ပစတွေကိုဥတီပြီးတော့စည်ရေးပုံဖော်နေတယ်လို့ကျွန်တော်ရင်မိပါတယ်မြင်အောင်ကြည့်ပေးပါ2025မှာကျွန်တော်တို့ကြီးမားတဲ့ထိုးစစ်တွေရှိလာမယ်လို့ကျွန်တော်ကြိုပြောခဲ့တာရှိပါတယ် ပြီးတော့ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့အင်းနဲ့အားနဲ့ထိုးစစ်ကြီးလည်းဖြစ်လာမယ်နောက်25ကျွန်တော်တို့တထူးကြတဲ့နှစ်ဖြစ်ကြောင်းကိုလည်းကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်ကျွန်တော်နဲ့အတူမြဲတဲ့စကားပြောနေကြကျွန်တော်ရဲ့မိသားစုတွေကောင်းကောင်းသိပါတယ်ဟုတ်ပြီအဲ့ဒီဗဒောင်းမြို့နယ်မှာကျွန်တော်တို့အာပြည်မြို့ဆိုရင်စက်တမိုင်ပဲဝေးပါတော့တယ်ပြည်မြို့ပေါ်မှာရှိတဲ့ဂျမ်ဘတ်ဖတ်စစ်ခွေးတက်ဟာ ဆက်သက်လေဒီတွေကိုနေ့စဉ်ပြန်တန်းပြီးတော့အေးပေါ်လေ့ကျင့်နေကြပါတယ်ဟုတ်ပြီကျွန်တော်တို့အကိုရိုးမှာတောင်တန်းတစ်လျှောက်နဲ့အကျမ်းပတ်စစ်ခွေတက်လက်ကျန်စကန်တစ်ခုပြီးတစ်ခုကိုကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုင်နေပါတယ်အကျမ်းပတ်စစ်ခွေတက်ဟာသူတို့တွေတော်တော်လေးကိုပြာရာခတ်နေတယ်ကျွန်တော်မြင်ပါ ရခိုင်ပြည်နယ်တတော်များများနဲ့ကျွန်တော်တို့ရခိုင်ရိုးမတောင်တန်းထွေမှာလက်ရှိနေစဉ်တိုက်ပွဲဖြစ်ပွားနေတာကိုကျွန်တော်မိဘတွေတွေ့ရမှာဖြစ်တယ်။ပြီးတော့တော်လိုင်းအားကောင်းတဲ့ကျွန်တော်ရဲ့ဒေသတွေမှာအယက်သားတွေကိုဥတီပြီးတော့မီးရှို့တာတွေဘုံကျဲတာတွေကိုကျွန်တော်တို့တောက်လျှောက်မြင်တွေ့နေရတဲ့အတွက်အဲ့ဒီကျွန်တော်ခုတင်ပြနေတယ်ပဒေါပောက်ခေါပေါင်းတဲ့ ြည်စတဲ့နေရာတွေဟာစည်ရအချိန်တက်လာဖို့ရှိပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့ဒါဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကမိမိတို့ရဲ့မိသားစုဝင်တွေရဲ့အသက်အန္တရာယ်ဘေးကင်းလုံခြုံဖို့အတွက်ကရုတ်ကျင်းတွေတူးထားဖို့ ਨੇ စပေးယာယီရှောင်တဲ့နေရာမှာဒါအစားအသောက်တွေကြိုတင်ပြင်ဆင်ထားဖို့ပြီးရင်အရေးပေါ်ကျန်းမာရေးကုသဖို့အတွက် ဒါကိုမိသားစုအလိုက်ပေါ့ဗျာဒါဆေးဝါးတွေကိုလည်း package ကျွန်တော်တို့ဆောင်ထားဖို့လိုအပ်နေပါတယ်ဒီစစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ချုပ်တင်ပြီးတော့ကျွန်တော်တို့မိဘတွေကိုအတိပေးနေကြပါဆိုတော့ကျွန်တော်မိဘပြည်သူတွေဒီကနေ့မှဆိုရင်လဲကျွန်တော်တို့ကာဝေးဝင်ကြီးဥယျာဉ်မော်ကထောင်းနဲ့တောင်းနဲ့ချီတဲ့မာပြူအမျိုးစပူပေါင်းပေါ်ဆောင်မဲ့စီးပုံစံတွေကို ်ရည်တွေ့ရဖို့ရှိတယ်လို့သူဆိုထားတယ်ဆိုတော့တခါတည်းရမှာကျွန်တော်တို့ NUG ထုတ်ပေါ်ပြောဆိုမှုတွေ NUG ရဲ့ဒါထုတ်ပြလာတယ်ဗောနော်ဒါမှတ်တမ်းတွေဒါတွေကိုတွေ့တယ်ဆိုရင်အချို့သောသူတွေကဒီဒီပေါ်မှာလှောင်ပြောင်ကြာတွေ့ရတာဒါလည်းကျွန်တော်တို့ကတော့အာတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်လက်ရှိချိန်မှာကျွန်တော်တို့အားလုံးကအားပေးရမှာဖြစ်တယ် ဒီလက်ချစ်ဒေါ်လာရေးဟာလဲကျွန်တော်တို့အတူတူလုံးလုံးနေကြတဲ့ဒေါ်လာရေးဖြစ်တယ်ဆိုတော့ဥယျာဉ်မပြောတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ထောင်းနဲ့တောင်းနဲ့ချီတဲ့အင်အားတွေကျွန်တော်တို့ပူပေါင်းပြီးတော့လုံးလုံးနေတယ်ကျွန်တော်လူငယ်တယောက်အနေနဲ့ပွန့်ပွန့်လင်းလင်းပြောခဲ့ဘူးလားရှိပါတယ်ဒါတွေကအမှန်တကယ်လုံရမယ့်ကိစ္စတွေပါ ဒါတွေလုတ်ဖို့ကိုလည်းကျွန်တော်တို့လူငယ်တွေနှစ်နဲ့ချီပြီးတော့ကျွန်တော်တကယ်ကြိုးစားခဲ့ရတယ်ကျွန်တော်တို့မှာခက်ခဲအများကြီးရှိတယ်မြင်ရတဲ့ခက်ခဲမြင်ရတဲ့ခက်ခဲဆိုတော့ကျွန်တော်မိဘပြည်သူတွေလက်ရှိအချိန်မှာစည်ရည်တတိရှိဖို့လိုတယ်ပြီးတော့အကြမ်းဖက်စစ်ခွေးတက်ကဝါရားဖြန့်နေတဲ့ဒါသူတို့တွေမလာနိုင်ဘူးသူတို့တွေမရောက်နိုင်ဘူးသူတို့တွေမလုံနိုင်ဘူး ဆိုတဲ့ဝါရဖြန့်နေတာတွေကို ကျွန်တော်မိဘတွေမြုံကြည်ကြဖို့ကျွန်တော်ဒီကနေပြီးတော့အတိပေးလို့လေဥပမာတစ်ခုပြောပြမယ်လက်ရှိအာခတ်တတော် AA ရဲ့ရခိုင်ပြည်ဘီလုံးအကြမ်းဖက်စစ်ခွေးတက်ကင်းစင်စေရမယ်ဆိုတော့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှန်ရဲ့မိမတော်မှရခိုင်ကိုပြန်ဖို့ခွေးမရှိတော့ဘူး ရခိုင်ကိုပြန်လို့လည်းမရတော့ရခိုင်သူတယောက်ကနော်အကြမ်းမဲ့ဖက်စစ်ခွေးသူတို့ရဲ့ lobby ဘက်ကပြောတယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှတူတီတော်ခေါင်းဆောင်အဲ့ဒီခေါင်းဆောင်ရဲ့မိမဟုတ်ပြီရခိုင်သူကျူကျူလှသူရခိုင်ပြန်လို့မရဘူးသူမိမကိုသူအာမမခံနိုင်သူမိမကိုသူရခိုင်ကိုပို့မနိုင်တော့ဘူးဒါပြီး ရခိုင်မှာရှိတဲ့ခရိုနီတွေရဲ့ဘဝဘာဖြစ်သွားလဲကျွန်တော်ယူမိပါဒါအပြင်သူ့အသားပိုင်ဆိုင်ပါတယ်ဆိုတဲ့ရခိုင်မှာရှိတဲ့ဟိုတယ်ထွေတော်မှ အဖေဖြစ်တဲ့အကျန်းဖတ်ခေါင်းဆောင်မအားလှမကာကွယ်နိုင်တော့သူ့စိတ်ထဲဘလို့ရှိမလဲကျွန်တော်ယူမိပါဆိုတော့ကျွန်တော်တို့ပြည်သူ အကာအကွယ်ဟာကျွန်တော်တို့နဲ့အတူတူပူပေါင်းဆောင်ရွက်ချင်းတာဖြစ်ပါတယ် ဆိုတော့မိမိတို့ရဲ့အသက်မိမိမိသားစုရဲ့ဘဝရည်တည်မှုရှင်သန်မှုအတွက်ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ရမှာဖြစ်တဲ့အကြောင်းကိုဒီနေ့ကျွန်တော်တင်ပြနေခြင်းဟာကျွန်တော်တို့လက်ရှိစစ်မျက်နှာပြင်ရဲ့အရေးကြီးဆုံးတိုက်ပွဲတွေဖြစ်တဲ့စစ်တွေကိုလည်းအာခတ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေကတိမ့်မှာပဲကြောက်ဖြူကိုလည်းတိမ့်မှာပဲသူကသူတရုတ်ဘလို့ပဲလုံကြုံရေးချချ တရုတ်တွေဘလောက်လက်နဲ့ကင်ဘလောက်ထောင်နဲ့ချီတဲ့အင်အားတွေပဲရောက်နေပါစေကျွန်တော်တို့လှုပ်ဆရာရှိတဲ့လှုပ်တွေကိုတော့ကျွန်တော်တို့ရဲ့တော်လှန်ရေးကလင်တာပြက်ကြယ်ရဲ့ဆွဲနဲ့တိကျစွာအလုံးလုံးနေကြပါတယ်ဆိုတော့ပြည်မျိုးသိမ်းတိုက်ပွဲပြည်နီးကိုချင်းကပ်လာတဲ့စီတဲမှာမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရန်ကိုစိုးရင်နဲ့ကျွန်တော်ရဲ့မိဘတွေ အချို့မိသားစုတွေဒါပုံစံအတိုင်းပဲနေထိုင်မပြတ်သွားလာမပြတ်ရှိနေတာကိုလည်းကျွန်တော်တို့သတင်းကြားနေရတဲ့အတွက်ဒီကနေ့ကျွန်တော်အထူးပြုအတိပေးနေခြင်းဖြစ်ပါတယ်ဒီကနေ့မှကျွန်တော်တင်ဆက်ခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မြင်ပါတယ်အားနှစ်သက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုတစ်ချက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လက်နဲ့ဘေးစစ်ဘေးကပ်ဘေးနဲ့မိဘပါကြောက်နေတယ်ကျွန်တော်မြင်ပါပြီသူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးနဲ့ဆူတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလိုက်ပါ